မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဂျာမနီနိုင်ငံမှာဘယ်အချိန်မှာအမြဲတမ်းနေထိုင်ခွင့်ရနိုင်ပါတလဲမင်္ဂညာသားတယောက်ဟာဂျာမနီနိုင်ငံမှာရောက်ပြီးတော့အလုံးလုံးတဲ့အခါမှာအမကန်လေးမျိုးပေးရပါတယ်အဲ့ဒီအမကန်လေးမျိုးထဲမှာပင်စင်ဆိုတဲ့အမကန်လည်းပါပါတယ်အဲ့ဒီပင်စင်ဂျေးပေးတဲ့အာမခံပေးတာလပေါင်း60ရှိရင်နေရနေတဲ့ငွေကိုရှောက်လို့ရပါတယ်။ဂျာမနီနိုင်ငံမှာအများအားနေထိုင်ခွင့်ရသူတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးရှင်းပြပေးလို့ရနိုင်မလား။ ်ရပါတယ်နိုင်ငံသားတယောက်ဟာဂျာမနီမှာအများနဲ့နေထိုင်ခွင့်ရသွားပြီဆိုရင်ဂျာမန်နိုင်ငံသားတယောက်နဲ့ဘာမှမကွာတော့ပါဘူးကျွေးကောက်ပွဲမှာတော့မဲထည့်လို့မရသေးပါဘူးအဲ့တော့ပတ်စံတာမရှိလို့ရှိရင်ဝင်ဝင်တာမရှိလို့ရှိရင်အစိုးရထောက်ပံ့ပါလိမ့်မယ်ပညာရေးတွေအတွက်လိုအပ်တာတွေကိုယ့်ဘကိုယ်ဆက်ပြီးတိုးတက်ရတိုးတက်ကြအောင်လုပ်တာတွေအတွက်လည်းအကုန်လုံးထောက်ပံ့ကြေးတွေရပါလိမ့်မယ်ဟုတ်ကဲ့အများနဲ့နေထိုင်ခွင့်ရပြီးရောနိုင်ငံသားဖြစ်ခွင့်ရှိပါသလားရှင်ဖြစ်ပါတယ်အဲ့တော့အများနဲ့နေထိုင်ခွင့်ရတယ်ဆိုရင် အဲ့ဒီနိုင်ငံသားသည်ကိုပိုင်လှုပ်လှုပ်ခွင့်ရှိသွားတယ်။အဲ့ဒီပြည်ကအဲ့ဒီအမျိုးရနေထိုင်ခွင့်ရတဲ့လူတယောက်သည်ကိုချီကပေါ်ကိုမိခိုကိစ္စရက်တည်ပြီးတော့နေနိုင်စားနိုင်တဲ့အခြေအနေရှိတယ်ဆိုရင်နိုင်ငံသားတစ်ခါတည်းဆက်လျှောက်လို့ရပါဘူး။ဟုတ်ကဲ့ကုလိုဖြစ်ကြပြရယေရှုတင်ပါတယ်ရှင်။ဟုတ်ပါပြီ။